စပင်ကျွတ်တဲ့အကြောင်းရင်းတွေထဲမှာသုံးရင်နဲ့ပတ်သက်ပြီးတော့လည်းသတိထားဖို့လိုတယ်။တခြားအကြောင်းရင်းတွေရှိတယ်ဆိုပေမဲ့ဒီညီမလေးမှန်းတာသလိုပဲဂျပန်ရောက်မှစပင်တွေကျွတ်တာတို့တချို့တွေဆိုရင်ထိုင်းပြောင်းသွားတယ်ထိုင်းရောက်မှချိုးကြတော့လေကိုရီးယားရောက်မှစပင်တွေကျွတ်ပြီးတော့ထိတ်တွေပြောင်းကုန်တာတို့ဒါမျိုးတွေခဏခဏကြာရတယ်အဲ့ဒါအဓိကဘာကြောက်လဲဆိုတော့ကျွန်တော်သုံးတဲ့အခါမှာခေါင်းလျှော်ရင်သုံးပြတဲ့ရေတွေပေါ့နော်အဲ့ဒီရေတွေမှာတချို့ရေတွေကတတုတက်တွေပါတယ် အာဘယ်လိုပြောမလဲကယ်ဆီယမ်တို့မန်ဂနီဆီယမ်တို့တန်ဓာတ်တို့ပေါ့နော်ဒီလိုမျိုးတတုပြတ်တွေစိတ်ဝင်နေတဲ့ရေမျိုးစားဆိုရင်ခေါင်းလျှော်ပြီးနောက်ပိုင်းရေလောင်းချပြီးနောက်ပိုင်းမှာဥယျာပြားမှာဒီလိုမျိုး mineral တွေကပ်ပြီးကျန်နေတဲ့အခါမှာဥယျာပြားတွေခြောက်တွေ့လာတယ်စပီတွေပါလာတယ်တပြည့်ပြည့်ပေါ့နော်စပီတွေကျွတ်လာတယ်နောက်ဆက်တွဲတွေကြုံရနိုင်တယ်တချို့ကျတော့ကျွန်တော်တို့ chlorinated water ခေါ်တယ်ပေါ့နော် chlorine ခတ်ထားတဲ့ရေအထူးသဖြင့်တော့ရေကူးကပ်လို့ရေ ရာမျိုးတွေမှာပုံပြီးတည်တာလေရေကူးကပါရေကူးပြီးတော့ထွက်လာတဲ့အခါမှာခုကောင်းကင်ကြီးရယ်စပင်းလေးကျန်းပြီးတော့ကျန်ခဲ့တာမျိုးတွေပေါ့နော်အဲ့တော့အဲ့ဒီကလိုရင်းကတ်ထားတဲ့အရေတွေကလည်းကျွန်တော်တို့ခေါင်းလျှော်ပြီးတယ်ဆိုရင်ဥယျာဉ်ပြောင်းကိုထောက်သွင်းပြီးတော့စပင်းလေးကျွတ်နိုင်တယ်ဆန်သားတွေကိုပြက်စီစေနိုင်တယ်အဲ့ဒါလေးကိုလည်းကျွန်တော်တို့ထည့်စင်သားဖို့လိုတယ်တချို့ကြတော့ရေကိုပါရေနွေးနဲ့ပေါ့နော်ရေနွေးနွေးနဲ့ခင်ဗျခေါင်းခဏခဏလျှော်ရဲလူတွေဒီလိုလူတွေလည်းဥယျာဉ်ပြောင်းထောက်သွင်းတဲ့ပြဿနာတွေကျော်ရနိုင်တယ် တချို့ရည်တွေကြတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲစားတက်ပါတယ်စားတက်များတဲ့ရည်တွေပေါ့နော်ဒီလိုရည်တွေကြောက်လဲစပင်တွေဥယျာဉ်တွေပြက်စီနိုင်တယ်အဲ့တော့ဒီလိုမျိုးတခြားနိုင်ငံတွေမှာလုပ်တလို့တဲ့အဲ့ဒီရည်တွေသုံးပြတဲ့အခါမှာစပင်ကျွတ်တဲ့လူတွေကိုအကြံပေးရမယ်ဆိုရင်ကျွန်တော်တို့ကခေါင်းလျှော်တာတော့လျှော်ပေါ့နော်ဒီလိုရည်တွေနဲ့ပဲလျှော်ရမှာပဲလျှော်ပြီးနောက်ဆုံးအချိန်ခေါင်းသေးချတဲ့အခါမှာ ရေဓာတ်အနေနဲ့ပြန်ပြီးစေးချဖို့လိုတယ်။အဲ့လိုမစေးချရင်နောက်ဆက်တွဲအနေနဲ့အဲ့လိုမျိုးသပင်းတွေပါပြီးကျွတ်လာတာမျိုးကြောင်းရနိုင်တယ်။တချို့ကြတော့အဲ့လိုမျိုးဦးခေါင်းကမှခုနပြောရသလိုပေါ့နော်။ရေမှာတတုတက်တွေပါနေတဲ့ရေမျိုးစားကိုသုံးနေဆိုရင်ဒီမျိုးစားအတွက်တီးတန့်ထုတ်တာတဲ့ရှမ်ပူတွေရှိတယ်။အဲ့လိုရှမ်ပူတွေလည်းသုံးကျင်တယ်သုံးလို့ရတယ်။နောက်ရေးကြည့်ရချက်ကအဲ့လိုခေါင်းချော်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ခေါင်းကို hair dryer နဲ့အပူနဲ့အရမ်းမှုန်တာမျိုးတွေရှောင်သေးခြင်းနဲ့အဲပြီးတော့သပင်အတွက်ကိုလိုအပ်တဲ့ head tone လေးတွေပေါ့နော် head tone လေးတွေ၃ရက်လေးသုံးဖြစ်စွာစေဝါလေးတွေ supplement လေးတွေပေါ့နော် biotin ဟာမျိုးတွေ collagen ဟာမျိုးတွေဒါမျိုးတွေတောက်ခြင်းနဲ့တောက်ပေါ့နော်အဓိကတော့ကိုယ့်ရဲ့၃ရက်ကြာပြည့်မှုနဲ့ဆိုရင်၃ရက်ကိုပြောင်းအောင်မယ်ဒါပေမဲ့အစအဆုံးခေါင်းလျှော်တဲ့အစဆုံးရေတန်းနဲ့လျှော်လို့တော့လည်းမလွယ်ဘူးပေါ့နော်အဲ့တော့လျှော်ပြန်ရှိတာလျှော်မယ်ပြီးမှနောက်ဆုံးရေလောင်းတဲ့အခါမှာရေတန်းလေးနဲ့တစ်ချိန်တစ်ချိန်လောက်လောင်းချပေးရင်တော့အဆင်ပြေပါတယ်အကျိုးရှိလိမ့်မယ်လို့ပြောလို့ပါတယ်